မင်္ဂလာပါရှင်2025ခုနှစ်မေလ28ရက်နေ့ရက်မွန်တက်7နိုင်ချင်းတိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့မမှုပါရှင်နှထိုးချင်းမြို့နယ်ထန်းစင်ရွာမှာရှိတဲ့တရုတ် gas pipeline ဆောက်စစ်တပ်စခန်းနဲ့ gas ton ဆက်စခန်းတွေကိုတော်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ထားပါတယ်တရုတ် gas pipeline ဆောက်စစ်တပ်စခန်းကို သိမ်းပိုက်မှုမှာနိုင်ငံရေးအရေးကြီးတယ်လို့လဲဆိုပါတယ် တောင်သာကြောက်ပရောင်လမ်းအထွတ်မှရှိတဲ့အတန်းဖတ်စစ်တပ်ရဲ့ဂိတ်စခန်းနဲ့ဝန်ထမ်းအင်အားတွေကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအတန်းဖတ်စစ်သားရဲ၄ဦးသေဆုံးခဲ့ပါတယ်။မင်းအောင်လိုင်းကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များဖမ်းဆီးရန်ညွန်ကြားထားပေမဲ့စစ်တပ်ရဲနဲ့ဌာနဆိုင်ရာတွေကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဆက်လက်အသုံးပြုပြီးပြည်သူတွေရဲ့ကားနဲ့ဆိုင်ကယ်တွေကိုသာအဓိကဖန်ဆီးနေပါတယ်။ပခုတ်ကူမြို့နယ်အတွင်းမှာအင်အား100ကျော်နဲ့တပ်ဆွဲထားတဲ့ အောင်တာပဲရွာတစ်ပြူစောတိစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါရရှင်။ပူတင်ကိုယူနေပြီလို့ဝေဖန်ခဲ့တဲ့ Trump ကစိတ်ခံစားမှုလွန်ကဲနေပြီလို့ရုရှားကတုံ့ပြန်လိုက်ပါတယ်။ဒီသတင်းတွေနဲ့အတူဒီကနေ့မွန်တဲ၁၂နှစ်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင် သတင်းပုတ်အနေနဲ့မန္တလေးတိုင်းနှထိုးကြီးမြို့နယ်ထန်းစင်းရွာအနီးမှာရှိတဲ့တရုတ်ဂတ်ပိုက်လိုင်းဆောင်စစ်တပ်စခန်းနဲ့ ကတ်စတွန်ဆက်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်သား၄ဦးသေဆုံးခဲ့ပြီးလက်နက်နှစ်လက်နဲ့ဂျာမာဆက်တလုံးတို့ကို သိမ်းဆီးရရှိခဲ့ကြောင်းမြင်းကြက်ခရိုင် အမတ်ရှိတရင်မှာတာဝန်ရှိသူတို့ကပြောပါတယ်မေလာ15ရက်နေ့နနက်6နာရီခန့်မှစပြီးနထိုးကြီးမြို့နယ်ထန်းစင်ကျေးရွာအနီးမှာရှိတဲ့တရုတ်နိုင်ငံပိုင် gas pipeline ဆောက်စစ်တပ်စခန်းကိုကိုမြင့်ဆောင်အညာမြေစစ်စင်ရေးအဖြစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီဘက်က လင်းရင်နဲ့အသေးတံဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲဒီနောက်မှာမေလ15ရက်နေ့ည3:00နာရီချိန်ထိတိုက်ပွဲကြမြင်ခဲ့ပြီးတဲ့နောက်စခန်းသိမ်းယူနိုင်ခဲ့ကြောင်းစစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီး UC အမျိုးအစားတနက်တလက် MA3 အမျိုးအစားတနက်တလက်နဲ့ H Channel ဂျမားတလုံးတို့ကိုသိမ်းဆီရရှိခဲ့ကြောင်းသိရပါတယ်။မနက်6:00နာရီကနေစတိုက်တာညနေ3:00နာရီလောက်မှသိမ်းမိပြီးပြန်ဆုတ်လာခဲ့နိုင်တာ။ လေရင်ကတအားပုံကျဲချနေတော့တဖြည်းဖြည်းချင်းတက်သိမ်းရတာစခန်းထဲမှာကမျက်မြင်အလောင်းရတာနှလောင်းတခြားဘေးမှာတင်းနေတာကနှလောင်းဆိုတော့စုစုပေါင်း၄လောင်းသေးတာအင်အားကမများဘူး15ဦးလောက်ပဲရှိတယ်စခန်းဘန်ကာတွေတော့ချက်စီးခဲ့တယ်ကျွန်တော်တို့နည်းနည်းပြန်ဆုပ်ပေးလိုက်တော့စခါတွေထွက်ပြေးသွားတယ်နှထိုးကြီးမြို့နယ်ထဲပြန်ပေါင်းသွားတာလက်ရှိအထိအဲ့ဒီစခန်းကိုပြန်မဝင်ဘူး လက်ရှိနထိုးကြီးမြို့ထဲမှာစားကားတွေပေါင်းပြီးနေကြတယ်လို့ညင်းကြခင်ရဲ့အမတ်ရှိတက်ရင်မှာတာဝန်ရှိသူတို့ကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုညင်းကြခင်ရဲ့အမတ်ရှိတက်ရင်နဲ့နထိုးကြီးမြို့နယ်ပါကာဖာတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနထိုးကြီးပါကာဖာမှာရဲဘော်တို့ကြာဆုံးကစစ်ကောင်စီရဲ့လေချောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်မစိုးရင်ရဒံယာအနှဲငယ်ထိခိုက်ဒံယာရရှိတဲ့ရဲဘော်တအူးလည်းရှိကြောင်းသိရပါဗျ။ ။တရုတ်ကစ်ပိုင်လိုင်းဆောင်စစ်တပ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်မှုကနိုင်ငံရေးရအရေးပါတဲ့စစ်ကောင်စီတပ်အနေနဲ့တရုတ်ရဲ့အကျိုးစီးပွားကိုအကာအကွယ်မပေးနိုင်တော့တဲ့အခြေအနေကိုပေါ်လွင်စေကြောင်းတော်လန်ရဲတပ်တွေအနေနဲ့စစ်တပ်ကာကွယ်ပေးထားတဲ့စခန်းတွေနဲ့အတူတရုတ်ရဲ့အကျိုးစီးပွားဆက်ယုံတဲ့နေရာတွေကိုသိမ်းပိုက်ခြင်းမှာနိုင်ငံရေးအရအပြောင်းလဲမျှစွာဖြစ်ပေါ်လာတယ်လို့ဆိုနိုင်ကြောင်းတော်လန်ရဲသတင်းရင်းမြစ်တချို့ကပြောပါတယ်။ တကယ်တော့စစ်တပ်ကတရုတ်အကျိုးစီးပွားကိုတကယ်ကိုအကာအကွယ်မပေးနိုင်တော့ဘူးဆိုတာတရုတ်တွေတည်တင်ပြီးတရုတ်အကျိုးစီးပွားတွေအတွက်တော်လန်ရေးတက်တွေနဲ့မဆက်ဆံရင်မရတဲ့အခြေအနေရောက်ပြီလို့ပြောလို့ရတယ်လို့တိုင်းရင်းသားတော်လန်ရေးတက် IAO တွေနဲ့တီတွဲဆက်ဆံနေတဲ့တော်လန်ရေးသတင်းရင်းမြစ်ကသုံးသပ်ပြောဆိုပါရရှင်။နောက်ထပ်သတင်းဒီပုတ်အနေနဲ့မန္တလေးတိုင်းညင်းကြခရိုင်တောင်သာမြို့နယ်တောင်သာကျောက်ပရောင်လမ်းအထွက်မှာရှိတဲ့အကျန်းဖတ်စစ်တပ်ရဲ့ ကိန်းရထိုင်စခန်းနဲ့မြို့ပေါ်မှာရှိတဲ့ဝန်ထမ်းအရာတွေကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့တောင်သာပါကဖာထံကနေသိရပါဗျ။တောင်သာကြောက်ဘရောင်လမ်းအထွတ်တောင်သာမြို့မင်္ဂလာဦးရက်ကွက်မှာရှိတဲ့ကွန်ကရစ်အဆောက်အုံတွေဖြစ်တဲ့ဘန်ကာဂရုတ်ကျင်းအခိုင်မှာပြုလုပ်ပြီးတော့ပြည်သူတွေကိုနှိမ့်စင်ငွေကြေးတောင်းယူနောက်ဆက်နေတဲ့အကြမ်းဖက်စစ်ကောင်စီဂိတ်အထိုင်စခန်းနဲ့တောင်သာမြို့ဘူတာကုန်းရက်ကွက်မှာရှိတဲ့ဝန်ထမ်းအရာတို့ကိုမေလ22ရက်နေ့မှာတပြိုင်နက်တည်းဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့တောင်သာပါကဖာကပြောပါတယ်။မင်္ဂလာဦးခိတ်ကိုစီးနှင်းတိုက်ခိုက်မှုဖြစ်စဉ်မှာကျန်းဖတ်စစ်သား2ဦးသေဆုံးပြီးတရားရရှိသူတွေကဂိတ်ကနေစွန့်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။တော်လန်ရဲရဲဘော်တွေကဂိတ်တဲတွေကွန်ကရစ်ဘန်ကာတွေမှာဝင်ရောက်ရှာဖွေရမှာကြက်66သိန်းအတူတလက်ကြီး1500ရှစ်တောက် MA1 ကြီးပေါက်၄ခု G3 ကြီးပေါက်နှစ်ခုကိုတင်စီရရှိခဲ့ပြီး ဂိတ်တဲကိုမိရှုဖြတ်စီနိုင်ခဲ့ပါတယ်။ကွန်ကရစ်ဘန်ကာကိုတော့မဖြတ်စီနိုင်ခဲ့ဘူးလို့လည်းအသိပေးထားပါတယ်။ဆက်လက်ပြီးတော့အတန်းဖတ်စစ်တပ်ကိုစစ်ကူလာပေးတဲ့ကားနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရမှာအဲ့ဒီကားပေါ်မှာပါတဲ့အကြမ်းဖက်စစ်သားနဲ့ရဲနှဦးတေဆုံးပြီးတန်ရာရရှိသူတွေရှိတယ်လို့လည်းသိရပါတယ်။ဒါအပြင်ဝန်ထမ်းအရာကိုစီးနင်းတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီတောက်တိုင်အကျင့်ပြဝန်ထမ်းစိုးရီနဲ့ အယောအနောပါ၁၁ဦးကိုဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့လည်းသိရပါဗျ။အဲ့ဒီစစ်စင်ရေးကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တောင်တာပါကဖာမိတီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တရင်မူရဲဘော်ကီဦးဆောင်တဲ့နေပြည်တော် PDF အမှတ်801တောင်တာစစ်စင်ရေးအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်ရှင်။ဆလဘီအကြံဖတ်စစ်ကောင်းဆောင်မေအောင်လိုင်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်ကိုဖမ်းဆီးရန်ညွှန်ကြားထားပေမဲ့စစ်တပ်ရဲနဲ့ဌာနဆိုင်ရာတွေကလိုင်စင်မဲ့ ကားနဲ့ဆိုင်ကယ်တွေဆက်လက်အသုံးပြုပြီးပြည်သူတွေရဲ့ကားနဲ့ဆိုင်ကယ်တွေကိုဒါအဓိကဖန်ဆီးနေကြောင်းဌာနဆိုင်ရာသတင်းအရင်းမြစ်တချို့နဲ့ပြည်သူတွေထံကနေသိရပါဗျ။မေလာ20ရက်နေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များစီးနင်းနေမှုတွေကိုဖော်ထုတ်သွားရန်နံပါတ်ပြများအတူလုတ်ခြင်း၊လိုင်စင်များအတူပြုလုတ်ခြင်းများကိုလှုပ်ဆောင်နေမှုကိုတွေ့ရှိရပြီး ာဝန်ရှိသူတွေအနေနဲ့ပါဝင်ပတ်သက်သူတွေအားလုံးကိုစီစစ်ဖော်ထုတ်အရေးယူဆောင်ရွက်သွားရန်နိုင်စင်မဲ့ဆိုင်ကယ်များနဲ့ကားများစီးနှင်းနေမှုကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခများစွာနှစ်နာမှုရှိပြီးလုံခြုံရေးဆိုင်ရာကိစ္စရပ်များလည်းအခက်အခဲများဖြစ်ပေါ်နိုင်ပြီးဖြစ်ကြောင်းဒါကြောင့်နိုင်စင်မဲ့မော်တော်ယာဉ်နဲ့ဆိုင်ကယ်များစီးနှင်းမှုမရှိစေရန်စက်မှတ်ဆောင်ရွက်ရန်လိုအပ်ကြောင်းညွှန်ကြားခဲ့ပါတယ်။မေအောင်လိုင်ရဲ့ညွှန်ကြားချက်ကြောင့်ရဲ စစ်တပ်နဲ့ထရေအုပ်တွေကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုတနိုင်ကလုံးမှာစီမံချက်နဲ့ဖန်စီလာကြောင်းဒါပေမဲ့နယ်မြေခံစစ်တပ်ရဲပြည်သူစစ်ထရေအုပ်အပါအဝင်ဌာနဆိုင်ရာတွေအားလုံးကလိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားတွေကိုဆက်လက်စီးနှင်နေဆဲဖြစ်ကြောင်းစုံစမ်းသိရှိရပါတယ်။ရှမ်းပြည်နယ်မြို့တော်တောင်ကြီးမြို့မှာပြည်သူတွေရဲ့လိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားတွေကို စစ်ကောင်စီကဖမ်းဆီးနေပေမဲ့နယ်မြေခံစစ်ထောက်လမ်းရဲပီယန်နိုပြည်သူစစ်နဲ့ ထရေအုပ်တွေကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုသာစီးနှင်းနေကြောင်းဒေတာပြည်သူတွေကပြောပါတယ်။တောင်ကြီးမှာလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးရဲဆိုရဲရဲနဲ့စစ်တပ်ကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေစီးပြီးတော့လိုက်ဖမ်းကြတာအထူးသဖြင့်တော့စစ်တပ်နဲ့ပေါင်းနေတဲ့ပအုပ်ပီအန်နိုတွေလည်းလိုင်စင်မဲ့ကားတွေဆိုင်ကယ်တွေနဲ့ပဲသွားလာနေကြတာပြည်သူတွေစီးနေတဲ့ကားနဲ့ဆိုင်ကယ်တွေကိုပဲဖမ်းနေတာအခုကဘက်ထရီစက်ဘိန်းတော့မစီရတော့ဘူးတာမန်ရိုးရိုးစက်ဘိန်းတော့ငွေညစ်နေတယ်လို့ တောင်ကြီးမြို့ကဒေတာပြည်သူတို့ကပြောပါရရှင်ဆက်လက်ပြီးမကွေးတိုင်းပခုတ်ကူမြို့နယ်အောင်သာဘဲရွာတစ်ပြူစော်တီစကောင်ကိုဝေရောက်တိုက်ခိုက်ခဲ့ကြောင်းအေယာတောင်းကြောက်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါရယ်မေလာ25ရက်နေ့နနက်9:00အချိန်မှာစစ်သားပြူစော်တီအင်အားတရာကျော်နဲ့တက်ဆွဲထားတဲ့ပခုတ်ကူမြို့နယ်အောင်သာဘဲရွာတစ်ပြူစော်တီစကောင်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပူးပေါင်းပြီးတော့ဝေရောက်တိုက်ခိုက်ခဲ့ရာ ပြန်အလှန်ပြစ်ခတ်တိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးစစ်သားပြူစောတီထိခိုက်ဒေဆုံးမှုသိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်းလည်းသိရပါတယ်။ထိခိုက်ဒေဆုံးမှုက စုံစမ်းနေဆဲပါပဲ။ကျွန်တော်တို့ဝင်တဲ့အချိန်မှာပခောက်ကူတက်မှတရားတက်ကနေအင်အားကတိုးထားတာတိုက်ပွဲပြီးတော့လဲကားသုံးစီးအင်အားအပြည့်နဲ့ထက်ရောက်လာသေးတယ်။အဲ့ဒီပြူရွာကိုစခါတွေက အခိုင်အမာ တိဆောက်နေတာပါ။ကျွန်တော်တို့မှာလက်နက်ခဲရန်လိုအပ်ချက်ရှိပါတယ်။ဒီပါပြည်သူတွေအနေနဲ့ဝိုင်းဝန်း ကူညီပေးကြဖို့တင်ပြတောင်းဆိုချင်ပါတယ်လို့ Air Drone တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။အဲဒီတိုက်ခိုက်မှုကိုပေါပကဖပေါပကဖဇုံလေးပေါပကဖ BLY ပျောက်ကြားတပ်ပခုတ်ကူခရိုင်လှုပ်ရှားတပ်ဖွဲ့ငါ Air Drone King Fighter SGF ABSTF ကျောင်းသားတမရောအမတ်၃စစ်ကြောင်းတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တူမစိုးရင်ရတန်ရာရရှိခဲ့ကြောင်းလည်းသိရပါရဲ့ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဗလာဒီမာပူတင်ဟာယူနန်နေပြီလို့ဝေဖန်ပြောဆိုခဲ့တဲ့ဒရွန်နန်ထရန့်ဟာစိတ်ခံစားမှုလွန်ကဲနေတယ်လို့ရုရှားအစိုးရကတုံ့ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကရုရှားဟာစစ်ပွဲကာလတလျှောက်အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုဖြစ်ယူကရိန်းနိုင်ငံအနှံ့ကိုဒရုန်းတွေဒုံးကျည်တွေအွန်လိုက်ကျင်းလိုက်ပစ်ခတ်ခဲ့ပါတယ်။ဒရုန်းနဲ့ဒုံးကျည်စုစုပေါင်း 368စင်းကို စုပြုံပစ်လို့ခဲ့တဲ့ရုရှားရဲ့တိုက်ခိုက်မှုကြောင့်ယူကရိန်းမှာလူ73ဦးသေဆုံးခဲ့ပါတယ်။တမရာထရန်ရဲ့အမေရိကန်အစိုးရကရုရှားနဲ့ယူကရိန်းကြားစစ်ပွဲကိုရပ်ဆိုင်းဖို့နှစ်ဖက်စလုံးကိုဖိအားပေးနေတဲ့အချိန်မှာပဲရုရှားကအခုလိုရက်ဆက်ကြမ်းတမ်းတဲ့တိုက်ခိုက်မှုမျိုးကိုလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။သူဟာရုရှားတမရာပူတင်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးအမြဲတမ်းထားရှိခဲ့ကြောင်းဒါပေမဲ့အခုတော့ပူတင်မှာ တခုခုဖြစ်နေတယ်လို့ထင်လာကြောင်းပူတင်ဟာလုံးဝအုတ်တုံယူသွားကြောင်းမလို့အပ်ပဲလူတွေအများကြီးကိုပူတင်ကတပ်ဖြတ်နေပြီအဲ့ဒါဟာစစ်သားတွေတင် မကကြောင်းပူတင်က အကြောင်းပြချက်မေမေရရမရှိဘဲနဲ့ယူကရိန်းရဲ့မြို့တွေကို drone ကြီးတွေ drone တွေနဲ့ပစ်ခတ်နေကြောင်းမေလ26ရက်နေ့မှာ Trump ကသူတီထောင်ခဲ့တဲ့လူမှုကွန်ရက်မှာရေးသားထားခဲ့ပါတယ်ဒီမတိုင်မီကလည်း Trump ကပူတင်လုပ်နေတဲ့ကိစ္စတွေအတွက် ူမပြောကြောင်းပူတင်ဟာလူအများကြီးကိုတပ်ဖြတ်နေပြီးပူတင်ကဘာတွေဖြစ်နေမှ သူမသိတော့ကြောင်းသတင်းထောက်တွေကိုပြောခဲ့ပါသေးတယ်။ရုရှားသမ္မတရုံးဆိုင်ရာကင်မလင်နန်းတော်ရဲ့ပြောရေးဆိုခွင့်ရအရာရှိဒီမီထရီပတ်ကောကတော့ထရန့်ပြောဆိုခဲ့တဲ့စကားတွေဟာဆက်ဆက်ပါဝင်သူတွေအားလုံးရဲ့စိတ်ခံစားချက်လွန်ကဲမှုကနေပေါ်ထွက်လာတာမျိုးဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။ရုရှားအနေနဲ့ကတော့ယူကရိန်းနဲ့ဆက်ဆက်ဆွေးနွေးမှုတွေက အထမြောက်စေဖို့တမရထရန့်နဲ့အမေရိကန်နိုင်ငံရဲ့အာဆိုင်ခွန်ဆိုင်ပါဝင်နေမှုကိုအမြဲတမ်းကျေးဇူးတင်မိနေမှာဖြစ်ကြောင်းတစ်ချိန်တည်းမှာပဲအခုလိုမျိုးအရန်အရေးကြီးတဲ့ကာလမျိုးမှာဆက်နွယ်ပတ်သက်သူတိုင်းကစိတ်ခံစားချက်လုံကဲနေပြီးခံစားချက်ကိုအလွန်ကျွံဖော်ပြပြီးတုတ်ပြန်မှုမျိုးတွေပေါ်ပြလာတတ်ကြောင်းလဲပတ်ကောကဆိုပါတယ်အစောပိုင်းတော့ကထရန့်ဟာပူတင်တယောက်တည်းကိုပဲပြစ်မှတ်ထားထိုးနှက်ခဲ့တာမဟုတ်ပဲယူကရိန်းသမ္မတ ဗလာဒီမာဇယ်လန်စကီကိုလည်းဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ဇယ်လန်စကီကအမေရိကန်ရဲ့နှုတ်ဆက်နေမှုကြောင့်ရုရှားကပိုအတင့်ရဲပြီးရက်ဆက်ကြံကြုတ်တဲ့လောက်ရက်တွေကိုပြပြောင်းတင်းတင်းကျူးလွန်နေတာလို့ဝေဖန်ခဲ့ပါတယ်။ဒီစကားနဲ့ပတ်သက်ပြီး Trump ကဇယ်လန်စကီ ပြောဆိုနေတဲ့ပုံစံတွေဟာသူ့နိုင်ငံ Ukraine အတွက်ဘာကောင်းကျိုးမှဖြစ်စေမှာမဟုတ်ကြောင်းဇယ်လန်စကီရဲ့ဗဇက်ကထွက်ကြလာသမျှစကားလုံးတွေဟာပြဿနာတွေစီဥတီနေကြောင်း ဒါကိုသူလုံးဝသဘောမကျကြောင်းဇယ်လန်စကီအနေနဲ့ဗဇက်ပိတ်ထားတာပိုကောင်းကြောင်းထရန့်ကဆိုပါတယ်ထရန့်ဟာစစ်ရေးဆိုင်ရာကိစ္စတွေအတွက်နှစ်ဖက်စလုံးကိုအပြင်းထန် PRP တောင်းဆိုနေပေမဲ့လက်တွေ့အခြေအနေတွေအရထင်ရှားမြင်သာတဲ့ဘာတိုးတက်မှုလက္ခဏာမှ မတွေ့ရသေးကြောင်းလိလာစောက်ကြည့်နေသူတွေကမှတ်ချက်ပေးထားကြပါရဲ့ရှင်ဒီကနေ့မွန်တက်၁၂နှစ်ချင်းတိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်